်မင်္ဂလာပါရှင်ဘာမခိတ္တတရင်ဌာနကနေအော်တိုဘာလ22ရက်နေ့မနက်ခင်းစိတ်ဝင်စားပွဲထိတ်တန့်ရောက်တဲ့တဲ့များကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တဲ့တင်ကတော့ရှီတာရှိမျိုးနဲ့ရွာတိကျေးရွာရှိစစ်တပ်စခန်းကိုတိုက်ခိုက်သိမ်းပိုင်မှုဒုဗိုလ်မှူးကြီးညီညီနိုင်အပါဝင်စစ်သား15ဦးသေဆုံးပြီးစစ်တုံးဘက်2ဦးနဲ့အတူလက်နက်ခဲယမ်းများတင်စီရရှိတယ်ဆိုတဲ့တဲ့တင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် ပဲခူးတိုင်းရီတာရှိမြို့နယ်စစ်တောင်းမြင့်အရှိပကံရွာတိကြီးွာ၌အထိုင်ချတပ်ဆွဲထားသောစစ်သားများကိုဝေရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာဒုဗိုလ်မှူးကြီးညီနိုင်အပါအဝင်စစ်သား15ဦးသေဆုံးပြီးစစ်တုံးပန်း2ဦးနှင့်အတူလက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်းအမှန်နှင့်စစ်ဆင်ရေးနယ်မြေတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါရယ်။ရမနေ့အောက်တိုဘာလ20ရက်နေ့ကရီတာရှိမြို့နယ်စစ်တောင်းမြင့်အရှိပကံရှိရွာတိကြီးွာ၌အင်အား60ခန့်ဖြင့်အထိုင်ချတပ်ဆွဲထားသော စစ်ကောင်စီတပ်စခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သားများအထိနာပြီးဆုတ်ခွာထွက်ပြေးသွားကြောင်းထို့သောစစ်သားများဆုတ်ခွာထွက်ပြေးသွားမှုကြောင့်ရွာတိချေးရွာအထိုင်စခန်းနှင့်ချေးရွာတွင်ရှိစစ်ကော်မရှင်တပ်၏ကင်းစခန်းများအလုံးကိုအောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ကြောင်းသိရပါသည်ရှင်းတိုက်ပွဲအတွင်းအကြံဖက်စစ်ကောင်စီတပ်မှတရင်မှုဒုဗိုလ်မှူးကြီးညီနိုင်နိုင်အပါအဝင် စစ်သား15ဦးတေဆုံးခဲ့ပြီးစစ်တုံးပန်း2ဦးဖမ်းဆီးရရှိခဲ့ကြောင်း တည်ဆုံသွားသောတရင်မှုဒုတိယဗိုလ်မှူးကြီးညီညီနိုင်သည်လေကြောင်းရန်ကောက်ွက်ရေးတပ်လကတ2029မှဖြစ်ပြီးလက်ရဖမ်းဆီးချိန်တွင်ပစ္စတိုထုတ်၍ခုခံမှုပြုလုပ်သောကြောင့်အသေးပြစ်တက်လိုက်ရခြင်းဖြစ်ကြောင်းအသိပေးထားပါသည်မနေ့ကရွာတစ်ရွာတိုက်ပွဲမှာတရင်အပါ15ဦးသေတယ်၊၃ဘတ်2ဦးရတယ်၊လက်နက်တွေလည်းရတယ်တည်ဆုံသွားတဲ့စက္ကစတရင်မှုကထူဖုံမှုကြီးဦးညီညီနိုင်ဖြစ်ပြီးတော့လေကြောင်းရန်ကောက်ွက်ရေးလကတ2029တက်ကဖြစ်ပါတယ် အိမ်အောင်ရှိပြီးဇနီးတဲ့သားသမီးတွေကနေပြည်တော်မှာနေထိုင်တယ်လို့သိရပါတယ်ဟုအမှန်နဲ့စစ်စစ်ရေးနေမြေတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါတယ်။ထို့ပြင်အကြံဖက်စစ်ကောင်စီတပ်သားများထံမှ drone chamber အထိုက်စက်ကြီးတစ်လုံး MA11 အမျိုးအစားတနတ်တလန် MA3 အမျိုးအစားတနတ်တလန် G3 အမျိုးအစားတနတ်၃လန်60မမတလန် pistol တလန်60မမ G5 လုံး G6 စေကူ G မျိုးစုံအတောက်တထောင်ကနဲ့ မီးစက်တလုံးတို့ကိုလည်းတင်စီရရှိပြီးထော်လန်ရေးတပ်ဖွဲ့ဝင်နှစ်ဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနစေယုံကျုပ်ဤလမ်းညွန်ချက်အတိုင်းနေပြည်တော်တိုင်းစစ်ဌာနလက်အောက်ရှိတရင်များစုဖွဲ့ထားသောဖြူဟာစစ်ကြောင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးလက်နက်ကြီးပစ်ခတ်မှုများလေကြောင်းတိုက်ခိုက်မှုများကြားနိုင်ပင်ပိတ်မိနေသောကြီးပါသားပြည်သူများအားတိုက်ပွဲလွတ်ရာနေရာသို့ကဲထုတ်ပေးနိုင်ခဲ့ကြောင်းသိရပါတယ်။ လက်ရှိအချိန်တွင်စစ်ကော်မရှင်တပ်ဖွဲ့မှစစ်ကူအင်အားများဖြည့်၍ပြန်လည်တိုးဝင်လာသောကြောင့်တိုက်ပွဲငယ်များဆက်လက်ဖြစ်ပွားနေပါသည်။ထို့ကြောင့်စစ်တောင်းမြေကန်ဝင်းကျင်ရှိကျေးရွာများမှမိဘပြည်သူများအနေဖြင့်စစ်ရေးတရီဖြင့်နေထိုင်သွားလာကြပါရန်အတည်ပြုထားပါသည်။ဖြူဟာစစ်ကြောင်းအနေဖြင့်အမတ်နှစ်စစ်စင်ရေးနေမည်စစ်တောင်းမြေအရှိတ်ကန်ရှိတာရှိနေအခြားဒေသများ၌နေပြည်တော်တိုင်းစစ်ဌာနအနေဖြင့်စစ်စီရေးများအကောင့်ထဲပေါ်စောင့်ရလျက်ရှိကြောင်းထုတ်ပြန်ထားပါသည်။ ဆလပီစာလင်းကြီးဆက်တဲ့ရွာတွင်စစ်တပ်ကတပ်ဆွဲပြီးပြည်သူ့နှုတ်ဦးကိုတပ်ဖြတ်ကာအနီးနားရှိကျေးရွာများကိုလည်းလက်နက်ကြီးဖြင့်ပစ်ခတ်နေ၍ရွာပေါင်း၁၂ရွာမှတောင်းနေချီသောပြည်သူများဘေးလွတ်ရာထွက်ပြေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။စကိုင်းတိုင်းစာလင်းကြီးမြို့နယ်စစ်တပ်ရွာတွင်အကြမ်းဖက်စစ်တပ်ကတပ်ဆွဲပြီးပြည်သူ့နှုတ်ဦးကိုတပ်ဖြတ်ကာအနီးနားရှိကျေးရွာများကိုလည်းလက်နက်ကြီးများဖြင့်ပစ်ခတ်နေ၍ရွာပေါင်း၁၂ရွာမှတောင်းနေချီသောပြည်သူများဘေးလွတ်ရာထွက်ပြေးနေရကြောင်းဒေသခံပြည်သူများကသတင်းထံတော်ကိုပြောကြားပါတယ်။ အော်တိုဘားလာ၁၈ရက်နေ့တွင်စာလင်းကြီးမြို့နယ်ညောင်ပင်ကြီးရဲစခန်းမှထွက်လာသောအကြံဖက်စစ်တပ်စစ်ကြောင်းသည်ခြေရွာများအတွင်စစ်ကြောင်းထိုးဝင်ရောက်ခါပြည်သူများ၏နေအိမ်အတွင်မှရွှေငွေလက်ဝတ်ရတနာပစ္စည်းများနှင့်အိမ်သုံးပစ္စည်းများကိုဖောက်ထွင်းခိုးယူခြင်းပြည်သူများကိုတစားခံဖမ်းဆီးခြင်းများလှုပ်ဆောင်ခဲ့ကြောင်းထို့ပြင်အကြံဖက်စစ်တပ်သည်စေတဲရွာသားနှုတ်ဦးကိုလည်းဖမ်းဆီးပြီးတပ်ဖြတ်ခဲ့ကြောင်းသိရပါသည် အဆိုပါကြမ်းဖက်စစ်တပ်စစ်ကြောင်းသည်လက်ရှိချိန်ထိစာလင်းကြီးမျိုးနယ်အတွင်းခင်းပုံအများအပြားချထားပြီးပြည်သူများရှိရာသို့လက်နက်ကြီးများနဲ့ရည်ရွယ်ချက်ရှိရှိဖိခတ်ခြင်းကြောင့်လှုပ်ဆောင်နေသောကြောင့်စေတဲရွာစီတော်ရွာမကြီးတန်းရွာရွှေလေးရွာတုံရွာမှတုံတော်ကျောင်းရွာထန်းပူရွာထန်းစင်ရွာဖောင်းကတားရွာပင်ကားရွာတဲကောကြီးရွာမှပြည်သူများဘီလို့ရထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါသည်စစ်ပေးရှောင်ပြည်သူကတောင်းတဲ့ချီရှိတဲ့စစ်ခွေးတွေကအပေါ်ကလည်းဘုံကျဲလိုက်မြေပြင်မှလည်းနှီးရင်တက်တာဆိုတော့ဖြေးကြရတာပုံ စစ်ရှောင်တွေကတော့နီးစက်ရတွေမှာရှောင်နေကြရပါတယ်။ဆွေမျိုးသားချင်းရှိတဲ့လူတွေကတော့ဘေးလွတ်တဲ့ဆွေမျိုးတွေစီမှာတွားနေကြတယ်။ဒုက္ခတော့တော်ရောက်ကြတယ်ဟုဒေသခံပြည်သူတို့ကပြောဆိုပါတယ်။အော်တိုဘားလ20ရက်နေ့ညနေပိုင်းကလည်းအကြံဖက်စစ်တပ်ကစစ်တပ်လေဒီနှစီဖြင့်ပုံချဲတိုက်ခိုက်ခဲ့ခြင်းကြောင့်ထန်းပူဖုံကြီးကြောင့်အတွင်ကြောက်ရောက်ပောက်ပွဲခဲ့ကပြည်သူတို့ဦးသေဆုံးပြီး၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထို့ပြင်ဝမ်ပေါင်ကုမ္ပဏီတဲ့တက်ဆွဲထားသည့်အကြံဖက်စစ်သားများကလည်းကြီးရွာများရှိရာဘက်ကိုလက်နက်ကြီးဖြင့်နှလုံးပစ်ခတ်ခဲ့တော်လဲလူထိခိုက်မှုမရှိခဲ့ကြောင်းသိရပါတယ်။ချမ်းဖူးရွာသားတွေကစစ်ရှောင်နေကြရင်ကမိကျန်ခဲ့တဲ့ပစ္စည်းလေးတွေခွင်ယူရင်းနဲ့ထိခိုက်ခဲ့တာဒီနေ့တော့အကုန်လုံးစစ်ရှောင်နေကြတယ်။လောလောဆယ်တော့ထမ်းဖူးမှာဘသူမှအနေမခံတော့ဘူး။မနေ့ကစက်တက်လေဒီနှက်စီနဲ့ခြားတာတစည်းကဖောင်းကတာရွာဘက်ခြားတာဖောင်းကတာရွာဘက်ကလူထိခိုက်မှုမရှိဘူးဟုဒေသခံပြည်သူတို့ကဆက်လက်ပြောဆိုပါတယ်။ ဆက်လက်ပြီးအာဆီယံထိပ်သီးအစည်းအဝေးတက်ရန်အကြံဖက်စစ်ကောင်ဆောင်မြောက်လိုင်းကိုဖိတ်ကြားထားခြင်းမရှိဘူးဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။မလေးရှားနိုင်ငံကွာလာလပူမြို့တွင်ပြုလုပ်မည့်အာဆီယံထိပ်သီးအစည်းအဝေးသို့တက်ရောက်ရန်အကြံဖက်စစ်ကောင်ဆောင်မြောက်လိုင်းကိုဖိတ်ကြားထားခြင်းမရှိဟုသိရှိရကြောင်းမလေးရှားအစိုးရနှင့်ပုံပန်ထိတွေ့ဆက်ဆံမှုများပြုလုပ်နေသည့်ဒေါ်လာရေးသတင်းရင်းမြစ်ကသတင်းဌာနကိုပြောကြားပါတယ်။အော်တိုဘားလ26ရက်နေ့မှအော်တိုဘားလ28ရက်နေ့အထိမလေးရှားနိုင်ငံကွာလာလမ်ပူမြို့တွင်48ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်ရန် ခေါင်းဆောင်စည်းရင်တွင်မင်းအောင်လှိုင်ပါဝင်သည်ဟုအကြံဖတ်စစ်တပ်လော်ဘီများကဝါဒဖြန့်နေကြတော့လဲလက်တွေ့တွင်မလေးရှားကမင်းအောင်လှိုင်ကိုဖိတ်ထားခြင်းမရှိဟုသိရပါတယ်။အာဆီယံဥက္ကဋ္ဌမလေးရှားကထိပ်သီးအစည်းအဝေးတက်ဖို့စစ်ကောင်းဆောင်တွေကိုဖိတ်ကြားထားတာမရှိပါဘူး။ထိပ်သီးအစည်းအဝေးတက်ဖို့ကအာဆီယံဥက္ကဋ္ဌကဖိတ်မှတက်ရတာပါ။အခုတက်တီတော့ဖိတ်ထားတာမရှိဘူးလို့သိရတဲ့ဟုမလေးရှားနိုင်ငံသားရွေးဝင်ကြီးဌာနနဲ့ထိတွေ့ဆက်ဆံမှုရှိနေသည့်တော်လိုင်းရေးသတင်းရင်းမြစ်ကဆိုပါတယ် မလေးရှားနိုင်ငံတွင်ပြုလုပ်ကျင်းပမယ်58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးတက်မဲ့ခေါင်းဆောင်များစာရင်တွင်မင်းအောင်လိုင်းနာမည်ကိုထည့်သွင်းဖော်ပြခဲ့သည့်မလေးရှား New Straits Times သတင်းဌာနကရခုအခါမင်းအောင်လိုင်း၏နာမည်ကိုအာဆီယံထိပ်သီးအစည်းအဝေးတက်မည့်ခေါင်းဆောင်များစာရင်မှဖြုတ်ပယ်ပြီးအမှားပြင်ဆင်မှုများလှုံ့ဆော်သွားပါသည်။အာဆီယံထိပ်သီးအစည်းအဝေးတွင်အမေရိကန်အပါအဝင်ကမ္ဘာနိုင်ငံကြီးများ၏ခေါင်းဆောင်အချို့တက်ရောက်မည်ဖြစ်ပြီးအရှေ့တီမောနိုင်ငံကိုအာဆီယံအဖွဲ့ဝင်အဖြစ်လက်ခံခြင်း အာဆီယံဥက္ကဋ္ဌရာတို့ကိုဖိလစ်ပိုင်နိုင်ငံတို့လွှဲပြောင်းခြင်းအပအဝင်ကမ္ဘာရေးရာနှင့်မြန်မာရေးရာတို့ကိုလည်းဆွေးနွေးသွားမည်ဖြစ်ကြောင်းမလေးရှားမှလာသောသတင်းများတွင်ဖော်ပြထားပါသည်။ဆလပီအာဆီယံထိပ်သီးအစည်းအဝေးထရန်တက်နီဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည်။မလေးရှားနိုင်ငံကွာလာလမ်ပူမြို့၌အောက်တိုဘာ26ရက်မှ28ရက်အထိကျင်းပမယ့်58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်တက်ရောက်မည်ဖြစ်ကြောင်းမလေးရှားဝန်ကြီးချုပ်အန်နဝါအီဗရာဟင်ကအတည်ပြုထားပါသည် အဆိုပါခီးစဉ်သည်ထရန့်သမရယာရုပြန်ရပြီးနောက်အာဆီယံထိပ်သီးအစည်းအဝေးသို့ပထမဆုံးအကြိမ်တက်ရောက်ခြင်းဖြစ်ပါတယ်။ခီးစဉ်အတွင်အခွန်ကိစ္စရပ်များဆွေးနွေးခြင်းအပြင်ထိုင်းနှင့်ကမ္ဘောဒီးယားပြည်ပခါကိုကူညီဖြည့်ဆည်းရန်လည်းရှိကြောင်းအာဆီယံသတင်းအချို့၌ဆိုထားပါတယ်။တစ်ဖက်တွင်လည်းထရန့်ဤခီးစဉ်ကိုစန့်ကျင်ခြင်း၊ဂါဇာနှင့်ပါလက်စတိုင်းအပေါ် အမေရိကန်ထောက်ပံ့မှုကိုတောင်းဆိုခြင်းစသည်တို့အတွက်အမေရိကန်တန်ယုံရှိ၌ဆန္ဒပြပွဲများဖြစ်ပွားလျက်ရှိပြီးယခုမလေးရှားခီးစဉ်အတွင်မှလည်းထရန်အားဆန့်ကျင်သောလှုပ်ရှားမှုကြီးပြုလုပ်သွားရန်စီစဉ်လျက်ရှိကြောင်းမလေးမေးသတင်းဌာနကဖော်ပြချပါသည်။ရှင်းအာဆီယံထိပ်သီးအစည်းအဝေးသို့တရုတ်သမ္မတရှီကျင်းဖြင့်ထက်ရောက်ရန်မသိကြသေးသော်လည်းအိန္ဒိယဝန်ကြီးချုပ်နာရန်ထရာဒီမုံကနေဒါဝန်ကြီးချုပ်မက်ကာနီဖရာစီသမ္မတလူဝစ်အင်နာစီယိုလူလာဒီစေပေါင်း ကျောင်းအာဖရိကသမရာစိုက်ပရက်သမရာနှင့်ဖင်လန်ဝင်ကြီးချုပ်တို့အပါအဝင်ကမ္ဘာကောင်ဆောင်အများအပြားတက်ရောက်မည်ဖြစ်ကြောင်းသိရပါတယ်။ဆလပီစစ်ကော်မရှင်လက်အောက်ခံစသုံးလုံးလက်ထောက်စုံစမ်းရေးမှူး90နေရာခေါ်ယူဖိနေရေးနဲ့သတင်းထောက်လှမ်းရေးအင်အားဖြည့်တင်ခြင်းဟုသုံးသက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ စစ်ကော်မရှင်လက်အောက်ခံအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနစာတုံးလုံးသည်လက်လက်နေသောလက်ထောက်စုံစမ်းရေးမှူးရာထူး90နေရာအတွက်ဝန်တမ်းများခေါ်ယူခဲ့ပြီးရင်းတို့ခေါ်ယူမှုသည်ဖြီသူကိုဖိနေရန်နှင့်တော်လန်ရေးတရင်များစုဆောင်းရန်အတွက်အင်အားဖြည့်တင်ခြင်းဖြစ်ကြောင်းနိုင်ငံရေးလှိလာသူများကသုံးသပ်ပါသည်စာသုံးလုံးဌာနတွင်ပြီးခဲ့တဲ့2024ခုနှစ်ကလည်းလက်ထောက်စုံစမ်းရေးမှုရာထူးနေရာများစွာခေါ်ယူပြီး2024ဇန်နဝါရီတွင်လက်ထောက်စုံစမ်းရေးမှုရာထူး65နေရာခေါ်ယူခဲ့သည် စာတောင်းလုံးဌာနသည်၎င်း၏မူလတာဝန်များအနက်နိုင်ငံတော်လုံခြုံရေးအတွက်သတင်းများစုဆောင်တင်ပြရေးကိုသာဖို့မှုအယုံဆိုင်လာပြီးယခုကဲ့သို့အင်အားတိုးမြင့်ချက်မှပေါ်လာရေးသတင်းများထောက်လန်းရန်ပြည်သူလူထုကိုဖိနှိပ်ရေးရန်ရာဖြင့်အရေးယူနိုင်ရန်စစ်ကော်မရှင်၏အုပ်ချုပ်ရေးရန်ရာထိန်းချုပ်ရန်စသည့်ရည်ရွယ်ချက်များကိုပုံမှုလှောက်ဆောင်လာကြောင်းနိုင်ငံရေးလှိတာသူများကဆိုပါသည်မင်းအောင်လှိုင်အာနာသိမ့်ပြီးနောက်ပိုင်းမှာစာတောင်းလုံးကနိုင်ငံရေးအရာအရေးပါတဲ့ဌာနတစ်ခုအဖြစ်မြင့်တက်လာတယ် စစ်ကော်မရှင်အာဏာတည်မြဲရေးအတွက်ထောက်လန်းစုံစမ်းမှုအပိုင်းကိုအထူးကထားပြီးပို့လောက်လာတာတွေ့ရတဲ့ဟုလေးလာသုံးသက်သူတို့ကသတင်းဌာနကိုပြောပါရယ်စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမြောက်လိုက်အာဏာမသိမ်းပြီး2018ခုနှစ်တွင်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနစာသုံးလုံးကိုနောက်ဆုံးအကြိမ်တိုးချက်ဖွဲ့စည်းခဲ့ပြီးစုစုပေါင်းဖွဲ့တိုင်းအင်အား2846ဦးအထိရှိခဲ့ပါရယ်စာသုံးလုံးသည်စစ်အုပ်စုအာဏာသိမ်းပြီးနောက်ပိုင်းတွင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ဆက်ဆက်သူများနှင့်ငွေကြေးထောက်ပံ့မှုများကို ထောက်လန်းစုံစမ်းခြင်း CDM တွင်ပါဝင်သည့်ဝန်ထမ်းများနှင့်ထောက်ပံ့သူများကိုခေါ်ထုတ်ရေးယူခြင်းစစ်ကော်မရှင်ကိုဝေဖန်သူများတော်လန်ရေးတရင်များဖြန့်ဝေသူများအထူးသဖြင့်လူမှုကွန်ရက်သုံးဆွဲသူများကိုပုံမှ905ကကြီအကြံဖတ်မှုတိုက်ဖြတ်ရေးဥပဒေဆက်သွယ်ရေးဥပဒေစသည်တို့ဖြင့်တရားစွဲဆိုနိုင်ရန်အတွက်အချက်လက်စုဆောင်းခြင်းများလှုပ်ဆောင်လာသည်